အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကြီးမနိုး channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ့်ဇလန်းလေးကတော့မိမာရာလို့မိရတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလင်းရဲမရရဲ့ဖြစ်လာကြပြီမိဘအိမ်မှာခိုကက်စားနေလို့မဖြစ်ကိုဝန်းစာကိုရှာစားရတော့မည်ဖြစ်ပါတယ်ကိုဘဝရည်တည်မှုကိုဖန်တီးရမယ် ဤတို့ဒီကအကျဉ်လီမယားတို့ဘဝရှိရေလှူဆောင်ရမယ်ဘဝပေးလို့ဖြစ်ပါတော့တယ်အတုံးဆုံရောင်းချသောဒေါ်စိန်ကြီးနဲ့တမီးဖြစ်သူဇာစာတို့ဆိုင်တို့နေစဉ်အတုံးစားသော မောင်မျိုးမြင့်နဲ့ဇာစာတို့မှာ တွေ့ပါမြင်ပါများတော့မျက်လုံးချင်းစကားပြောလာကြပါတယ်တနာစိတ်တို့ရဲ့ပြင်းထန်သောမဟုန်တို့ကြောင့်ဇာစာဒီမောင်မျိုးမြင့်နဲ့ခိုးရလိုက်ပြေးခဲ့ပါတော့တယ်ခင်မုန်းဖြစ်သူ မောင်မျိုးမီးရဲ့မိဘအိမ်မှာထားနံနေစီရသောဘဝဖြင့်ပေါင်းသင်းလာကြရပါတယ်။ကုမျိုးဇာစာကဇေယောင်းတက်သူဆိုတော့ဇေယောင်းကျင်နေကုမျိုးမိဘတွေစီမှာအရင်နီ3000လောက်ချိပေးပါလား။အေးကောင်းပါတယ်။အခုပြောကြည့်မယ်။မိမိကပေးမှာပါ။ဇာစာဟုတ်ကဲ့ရှင်။နေတကယ်ဇေယောင်းမှာလား။ရောင်းမှာပါမိမိ။အေး မင်းအမေနဲ့တူဈေးရောက်လာတာဆိုတော့အဆင်ပြေမှာပါရွှေငွေ3000ပြင်မပေးနဲ့ဘယ်တော့စရောင်းရမလဲဆရာမနှက်ပြန်ရောက်မယ်မီအေးကောင်းတယ်ဘယ်နေရာမှာရောက်မှာလဲအမေဆိုင်နဲ့မလန်မကန်းမှာပါအမေတော့ပြင်ဇာစာတီဇာစာဖြူအတုံးဆိုင်အမီဖြင့်အတုံးဆောင်ရောင်းတယ်မာလီဖြစ်ပါတော့တယ်ဆရာအကူလေအလုပ်တစ်ခုခု လုပ်ချင်တယ် ဇာစာနဲ့ဝမ်းကူပြီးတော့လှုပ်လေဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့မိမထမိန်နာခူအစားတယ်လို့မနာလူသူတွေပြောနေတာကိုအခုမခံနိုင်ဘူးဒါကြောင့်ရတယ်လို့အခုလှုပ်မယ်အခုသဘောပါရှင်အခုသဘောပါအလုံရှားသောအချိန်ကာလဖြင့်1964ခုနှစ်ပြည်သူပိုင်တင်ထားသော အချိန်ကာလဖြစ်၍တော်တော်နဲ့အလုံးမရပါပြည်သူပိုင်တင်ဆန်ရမသမဝါယမဆိုင်များဖြစ်လာခြင်းတွင်က မောင်မျိုးမြင့်အလုံးရခဲ့ပါပြီအလုံးမှာညဆောင်အလုံးတမဝါရဆိုင်ကြီးရဲ့ညဆောင်လုံချုံရေးတာဝန်ဖြစ်ပါတော့တယ်ဇာစာနဲ့မောင်မျိုးမြင့်တို့မှာ မောင်တထမ်းမေတရွတ်စုခဲ့သူဝင်းဝေးကလေးတည်ငိမ့်လာတော့ကြောင်းမြောက်ရှိရက်ွက်အေးစီဒီလန်းတွင်အိမ်ငားလာကြပါတော့တယ်ခန်းခန်းနာနာထဲထဲဝဝအိမ်တော့မဟုတ်ပါဘူးတမန်တလင်းခင်တုံမုံပြင်ကအိမ်လေးဖြစ်ပါတော့တယ် ဇာဇာရဲ့ဗီဇဝါဒနာတစ်ခုရှိပါတယ်။ယောက်ျားသားတို့နဲ့ရင်းရင်းနီနီဖလေတကင်းနေလေးရှိသောဝါဒနာဗီဇဖြစ်ပါတော့တယ်။သူမရဲ့ကုသိုလ်ပေးသောစိတ်တွင်ယာခအာတန်သောစိတ်လည်းဖြစ်ပါတယ်။ဈေးသည်စားဈေးသမလည်းဆူယိုးစကားအရာပြောရမလားမသိ။မျက်နာတော်များသောမိကလေးဖြစ်ပါတယ်။တို့ရာတွင်ခင်မောင်းတဲ့မောင်မျိုးမြင့်မှတပါး ဘေးယောက်ျားကမှစိတ်ဝင်စားသူမဟုတ်ပါလိမ့်တနာရွာသားတုတ်ကြီးခဖိုးတုတ်သည်ဇာစာကိုခနိုးခနဲ့နဲ့နောက်ပြောင်တတ်သူဖြစ်ပါတယ်ဇာစာရဲ့အလေးအငတ်ကိုစောင့်ကြည့်နေသူလည်းဖြစ်တယ်တနေ့တွင်ဖြစ်တယ်ဖိုးတုတ်သည်ထင်းရောင်ထင်းမပုံတူပုံမားရိုက်ပြီးတော့ဇာစာရဲ့အိယာတွင်ဝင်ရောက်ပြီးတော့ကာမကိုယူခဲ့ပါတယ်ဇာစာသည်အသေးစိတ်မသေးစိတ်တို့ဖြင့်တွေ့ဝင်နေခဲ့ပါတယ် နှီးဆောင်လုံးကျုံရင်စိုးစိုးရောက်လာသဖြင့်နနက်ဝေလီဝေလင်းချိန်တွင်ဂျူတီချင်းပြီးမောင်မျိုးမြင့်အိမ်သို့ပြန်လာတော့နနက်စိုးစိုးချိန်တွင် ဖြစ်ပါသည်ထိုချိန်တွင်ဖို့တုတ်ဇာစာရဲ့အိမ်တွင် ရှိနေပါသည်မောင်မျိုးမြင့်သည်မိမိအိမ်တွင်မဝေမီချောင်းတဟန့်ဟန့်လိုက်ပါသည်မောင်မျိုးမြင့်ရဲ့ချောင်းဟန့်တန်ချောင်းဟန့်တန်ကြတော့ဇာစာအသေးချာတိလိုက်ပါသည်ထိုကြောင့်မှာလာကြပါအောင်ကြေချပါအောင် ကျမကိုဖို့တုံမတိန်ချင်ပါလေဆက်စားငါလာပြီဘယ်သူလဲဘယ်မှာလဲဖို့တုံကတော့ချီမီတုံးပြီဖြစ်ပါပြီဖက်ပြေးလို့လည်းမရလမ်းထဲမှာလမ်းသူလမ်းသားများစုဝေးရောက်နေကြပါပြီဒုက္ကန်သူကကင်ဓာကန်သူကကင်ဖို့တုံပြေးပေါ့မရှိပါဘူးဘယ်မှာလဲကွာဘယ်သူလဲကျမရေစကန်းကိုသွားပြီးအမှုဖွင့်မယ်ယမိရဖလူကြီးတွေကသူ့ကိုဖမ်းထားပြီးပါ ကျမအခုရေစကန်းသွားပါမယ် ဇက်စာပြီးတာတွေလည်းပြီးပါစီတော့ကွာအမှုဖွင့်နေပါနဲ့ဒါတွေကဖြစ်ပြက်နေတာပဲမရဘူးကိုဒီလိုသီးခံနေရင်ဒီလိုလူမျိုးတွေမျိုးပွားလာလိမ့်မယ်ဇက်စာကိုမတားနိုင်ကိုဇက်စာဒီလေးဘင်းစကားကိုငါပြီးဗဟန်းရေစကန်းတို့တွားရောက်ပြီးတော့အမှုဖွင့်လိုက်ပါတယ်ရေစကန်းမှာဇက်စာရဲ့မိမကိုစစ်ဆေးရန်ဆေးရုံတို့ရဲမီတအူးဖြင့်စစ်ဆေးစီပါတယ်ရေတက်ဖွဲ့ဝင်တအူးက ဖို့တို့အားရေစကန်းတို့ရက်ွက်လူကြီးများနဲ့အတူခေါ်လာစီပါတယ်။စေးစာနဲ့မြင်းမြင်းတတိများရဲ့ထွက်ဆိုခြင်းများအခိုင်အမာပေါ်ပေါက်သောကြောင့်တရခန့်တုတ်ကြီးခဖို့တို့အားဇာတတကြီးဘုံမှတုံးခွင်ကြောင့်မရိမှုဖြင့်အမှုဖွင့်ခဲ့ပါတော့တယ်။ဗဟန်းမျိုးနဲ့တရားရုံတို့တရားဆွဲဆိုတင်ပို့တယ်။တရလူနဲ့တရလူပြတတိများတတိခန့်စေးစာများတရခန့်နဲ့တတိခန့်ပြတတိများ စစ်ဆေးပြီးတဲ့နောက်တရခန်တုတ်ကြီးခဖိုးတုတ်အားအလုံးနဲ့ထောင်းနှံငားနဲ့ချမှတ်လိုက်ပါတယ်တရခန်တုတ်ကြီးခဖိုးတုတ်ကမိမိတွင်အပြည့်မရှိကြောင်းအယူခံများတင်သွင်းခဲ့ပါတယ်တို့ရာတွင်အယူခံတရလူတုတ်ကြီးခဖိုးတုတ်ရဲ့အယူခံအကြောင်းပြချက်များမှာတဘာဝတရားများနဲ့မကိုင်းညီပေရေဘူးရအကြောင်းပြချက်များဖြစ်ပါတော့တယ်စီရင်ထုံမိမိယောက်ျားဟုထင်မှတ်ပြီးတော့လက်ခံခဲ့တော့ အယူခံတည်းရဲ့လူက၎င်းသည်ထိုယောက်ျားမဟုတ်ကြောင်းတိလေးရဲ့နဲ့ဆက်ဆံရ၌မရေမှုမြောက်သွားပါတယ်။ထိုအပြင်နောက်ပိုင်းမှာတော့မိမိယောက်ျားမဟုတ်မှန်းသိ၍ဆဲဆူတိုင်တော့ပြီးတော့အယူခံတည်းရဲ့လူသည်ဆက်လက်၍ဆက်ဆံခြင်းသည်လည်းမရေမှုမြောက်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ထပ်တစ်ပုဒ်တင်ဆက်ပေးမယ်။ဇလန်းလေးကတော့ရာတော့ရဲ့အလဲမားဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာ။ လူဘဘလူရည်လို့ဖြစ်လာကြပြီဆိုတာနဲ့တမုတ်တရားဝန်တထွာဆိုတဲ့အတွက်အတန်မွေးဝန်းချောင်းမှုအလုတ်ကိုဘဝပေးကနေရာတိုင်းလောက်ကန်စားတော့ရသည်မှာလူတဘာဝဖြစ်ပါတယ်။နမောင်မြို့နယ်ဝချုပ်ရွာသာကိုခွေးဆိုသူမှာနွားချောင်းသားလှုပ်ဖြင့်အတန်မွေးဝန်းချောင်းသူဖြစ်ပါတယ်။သူရဲ့ကိုပိုင်နွားများကိုကြောင်းသူမဟုတ်ပါ။နအုပ်ပန်ရှင်တို့ရဲ့နွားများကိုကြောင်းပေးသူဖြစ်ပါတယ်။သူရဲ့လောအားကလာစာမှာ နွားမကြီးနွားမငယ်တို့မှမွေးဖွားလာတော့နွားသားပေါက်သုံးသားလျင်တသားယူ စနစ်ဖြင့်နွားเจ้าပေးသူဖြစ်ပါတယ်ထိုเจ้าမလို့သူနွားပိုင်များမှလည်းတစားတစားတိုးပွားလာပါတယ်နွားများပိုင်ရှင်ဖြစ်လာပါတယ်အလုသဘောမှမနဲ့နွားများနွားစာရှိနိုင်သော လေတော်ရာတော်များတွင်လွှတ်เจ้าပေးပြီးညနေနေဝေရီချိန်တွင်ဝတ်ချုပ်ရာတို့ရီကန်ကြီးတွင်နွားများရီတိုက်ရပါတယ် ပြီးလျင်မှာတော့ရွာတွင်းရှိနှချံတို့နွားရီကောင်ရီအတွက်ရည်တွယ်ပြီးတော့အနံ့ရပါတယ်။ဝဲချုပ်ရွာမှာဥတာကျော်နဲ့မြီးမလီမိဘုတ်ခပုတ်ကြီးတို့မှလည်း၎င်းတို့ပိုင်းသောစေးကောင်ရီ60ကျော်တို့အားရာတော်နဲ့တောင်ပေါ်စိတ်စာနွားစာများရှိနိုင်သောနေရာဒေသတို့တွင် အထူးစိတ်ကြောင်းလောက်ကန်ကြသောအတံမွေးဝန်းချောင်းသူဖြစ်ပါတော့တယ်။ ်တလီတဲစီ တခီရဲတဲသွားဟုတဲ့ဆူယိုးစကားတိုင်းဥတာကြောတို့မြည်ရဖုံးနဲ့ကိုခွေးတို့မှာရေးကြီးရမျက်နှူရရှာဖွေပြီးနွားချောင်းသောအလုံစိတ်ချောင်းသောလုံးတို့ကိုနေစဉ်တူလောက်ကန်နေသူများဖြစ်ပါတော့တယ်စိတ်အုပ်ပိုင်ရှင်ဥတာကြောမှာအိုချင်းတရားနာချင်းတရားတို့ကို မလွန်ဆိုင်နိုင်တော့ကြောင်းလူဘဝလူရဲ့ခန္ဓာကို ထားရစ်ခဲ့ပြီးဘဝတစ်ပါးသို့ပြောင်းသွားပြီဖြစ်ပါတယ် ဒါကြောင့်မလို့စိတ်အကောင်ကြီး60ခွန်းဆယ်ရှိသောမိသားစုရဲ့စိတ်အုပ်ကြီးကိုမိဘုတ်ခပုတ်ကြီးကဆက်လက်ပြီးတော့တောင်းဝင်ယူထိန်းချောင်းပေးနေရပါတယ်။မိဘုတ်မှာအသက်အပြည့်စနစ်မိသားရှိသေးတော်လဲစိတ်အုပ်ခွန်းဆယ်ကိုနိုင်နေစွာထိန်းချောင်းနိုင်သူဖြစ်ပါတော့တယ်။ငယုံမိုးသေးမြသားမွေးဆိုတဲ့ရှေးစကားတိုင်းငယုံလာဆန်းနေမိုးသေးမူးမွား၂ချိန်၃ချိန်ရွာခဲ့ပြီဖြစ်သောကြောင့်ဝက်ချုပ်ရွာမှာအင်းထိုင်ခေါ်ရာပြင်း ကြေရများတဲ့အတွက်မြင်းလူကလေးများပေါက်ရောက်နေပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုခွေးနဲ့မိဘုခါပုတ်ကြီးတို့သည်အင်းတိုင်ရာမြေတော်တွင်နွားချောင်းစိတ်ကြောင်ပြုလုပ်ပါတော့တယ်။မြေပဲများတင်းอยู่စင်က ဆောက်လုပ်ထားသောထက်လျက်တဲများမှာစိတ်ချောင်းသားများနဲ့နွားချောင်းသားတို့သည် နေတံမိုးတံကာကွယ်ပေးသောခူနားရတစ်ခုဖြစ်ပါတော့တယ်။နေုံလရဲ့မိုးတီမိုးဖွဲလေးများသည်ရေပန်းရခါတွင် လေနဲ့အတူတဲကြီးမကြီးမိုးရွာခြင်းလည်းဖြစ်ပါတယ်။ထိုမိုးကြီးသည်ရွာတော်နီးကရွာတော်ရဲ့အလေတွင်ရှိသောထလျက်တဲတွင် ကိုခွေးနှင့်မိဘတို့နှစ်ဦးလည်းရှိနေပါတယ်။ပဝင်းကျင်ရာမြေတစ်ခွန်လုံးတွင်အခြားသောလူသူများလည်းမရှိ။မမြင်ကွဲရာစိတ်ကွဲရာရဲ့ဖြစ်ပါတော့တယ်။ကိုခွေးသည်ရုံမာသောယာကဒနာစိတ်ကို မထိန်နိုင်သောကြောင့်မိဘကပုတ်ကြီးကိုမထိန်ကျင်မာတော့တယ်။ အလိုမတူတော့လဲအသက်ရန်ရှာရမှာစိုးရိမ်တော့ကြောင်းနာကျင်စိတ်ကိုမိဖို့ထိမ့်သိမ်းလာခဲ့ပါတယ်။ရွာတို့ရောက်တာနဲ့မိခင်နဲ့တူကျေးရွာလုံးကျုံကြီးနဲ့အုတ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကြညွန့်အဘကြာထံသို့ငိုကြိုပြီးတော့တိုင်ကြားပါတော့တယ်။ဒီလိုအမှုမျိုးကရဲရေးပိုင်တဲ့အလုံးရဲလုံးမှ အမှုမှန်ဖြစ်မှာဒါကြောင့်မင်းတို့အခုချက်ချင်းနတ်မောက်ရေစကန်းကိုသွားပြီးအမှုဖွင့်ငါစာရေးပေးလိုက်မယ်။ နမောက်မြို့နယ်ရဲစခန်းမှာဒူရဲအုပ်ကျော်စိန်လင်းသည်အမှုကိုလက်ခံပြီးမိဘုခပုတ်ကြီးကိုမြို့နယ်စည်းရုံသို့ပို့လွတ်ပါတော့တယ်။ရာဇဝိဆရာဝန်မှမိဘုရဲ့မအမိမကိုအားစစ်ဆေးပါတော့တယ်။ညီမြန်ရောင်ရံထိုးသွင်းတံရများတွေးရသောကြောင့်ကိုခွေအားချက်ချင်းဖမ်းဆီးချုံနောင်လိုက်ပါတယ်။နမောက်မြို့နယ်တရားရုံးသို့တရားစွဲဆိုတင်ပို့လိုက်ပါတယ်။မြို့နယ်ရာဇဝိတရားသူကြီးက ရသဝိကြီးမှုအမှန်ရသဝိတက်ကြီးပုံမှ သုံးခွင်ကြောင့်မရိမှုကိုစစ်စေးချာနာပါတော့တယ်။တရားခန်းနဲ့တရားခန်းပြသောတသက်ကြီးများကိုကျန်းကျိန်ဆို၍စစ်စေးခဲ့ပါတယ်။တရားခန်းကိုခွေအားရသတက်ကြီးပုံမှသုံးခွင်ကြောင့်ဖြင့်ဆွဲဆိုတင်ခံရပါတော့တယ်။တရားခန်းကိုခွေမောင်မင်းမပြည့်ရှိလား။မရှိပါဘူးတရားသူကြီးမင်း။ဘာကြောင့်ပြည့်မရှိရလဲ။ ကျွန်တော်ပြုလို့ကြောင်းကျွန်တော်ကျူးလွန်ကြောင်းတသက်မရှိလို့အပြစ်မရှိတာပါတရားသူကြီးဒီအခန်းနဲ့ဒီအခန်းပြတသက်များထွက်ဆိုကြများမှာတသက်ခံစီးစာရများကိုညှိ괴နိုင်ခြင်းမရှိပင်ရောဘူးရမြသာတသက်ထွက်ဆိုနိုင်ပါတော့တယ်ဒါကြောင့်မလို့ဒီအခန်းကိုခွေအားအလုတ်ကျန်းနဲ့ထောင်းနှံ၆နှစ်အပြစ်ပေးလိုက်ပါတော့တယ်တေခံကိုခွေးနဲ့၎င်းရှိနေတို့ကအမှုပေါ်တွင်မျက်စိမြင်ပြီး နားဖြင့်ကြားသောတက်သည်မရှိဘဲလျက်အပြစ်ပေးခံရမှုအားအထက်တရားရုံးများသို့အယူခံတင်ခဲ့ကြပါသည်နိုင်ငံတော်တရားရုံးချုပ်သို့အယူခံတက်ကြသည်စီရင်တုံမရိမှုမင်္ဂလေးတယောက်ရဲ့ဆွဆွဲချက်ကိုချင်းချင်းစဉ်းစားရမည်ဆိုတော့မူယုံကြည်ထိုက်ကယုံကြည်ရမည်ဖြစ်တယ်ဆုံးဖြတ်ချက်မရိမှုများတွင်မင်္ဂလေးတဦးရဲ့ဆွဆွဲချက်ကိုချင်းချင်း၍လက်ခံစဉ်းစားရမည်ဖြစ်တော်မူကို အမှုရဲ့အကြောင်းရင်းများနဲ့ဟက်ဆက်ပြီးတော့ကျင့်သုံးရမည်ဖြစ်ပါတယ်။ပုံတည်ထားပြီးတော့ကျင့်သုံးရမဟုတ်။မင်္ဂလိတဦးရဲ့ဆွေးချက်မှန်သမျှတာရှိစေကာမူယုံကြည်ထိုက်ခါယုံကြည်ရမည်ဖြစ်ပါတယ်။ထို့သောမဟုတ်ပါကမင်္ဂလိတဦးကိုတက်တည်မရနိုင်သောမမြင်ခွေရ၌ကျူးလွန်လျင်ကျူးလွန်သူသည် အမြဲတစေအပြည့်လွတ်တော်မီသာဖြစ်ပါတော့တယ်။ဒါကြောင့်မလို့မရေမှုကျင့်ခံရသော ကလေးများမှာ ရှင်းနေရွယ်ကြိုးသားသောလူမမယ်ဖြစ်ရာလိန်ဆယ်ပြီးတော့ဆွဆွဲရန်စဉ်းစားမိနေမဟုတ်၎င်းကိုယ်တိုင်ကလည်းကျူးလွန်ခြင်းခင်ရသည်မှလည်းထင်ရှားနေသဖြင့်အယူခံကိုပယ်လိုက်ပါတော့တယ်နောက်ထပ်တစ်ပုဒ်အနေနဲ့တင်ဆက်ပေးမယ်ဇလန်းလေးကတော့ကလေးကို ဖုံးပေးကြိုက်သူလို့မိရတယ်ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ကိုစောဝင်းမောင်မှာကားဝယ်ရောင်းသူဖြစ်ပါတယ်။ငွေကြေးကပြည့်စုံနေရာခအားအလွန်ကြီးသူဖြစ်ပါတယ်။တနေ့တနေ့ဖုံးမှလာတော့ညင်ညင်ပုံများမကောင်းတဲ့ကားများဖြင့်အချင်းကုန်နေသူမှာမမားပင်အယောင်းဝယ်ဖြစ်သောနေ့မြုံမြုံမြင့်မြင့်ရာတော်နေတိုင်း KTV ကာယာ OK တွင် အချင်းကုန်လွန်နေသူဖြစ်ပါတယ်။အားပေးသူများကလည်းဝိုင်းလိုဝင်းလို ဥစ္စာဝင်းမောင်သည် ဘွားဦးသည်အိုနေသောဒုက္ခတရားကို မေ့လျော့နေသူဖြစ်ပါသည်ဒါနလုံသီလလုံဘဝနာလုံများကိုငါနှင့်မဆိုင်ဆွေးကင်ထားသူဖြစ်ပါတော့တယ်ငရဲသူမိကလေးများနဲ့အယောတဝင်နေတဲ့သူဖြစ်တယ်မျက်လုံးတောက်ထောက်ကြည့်နေရသောဇနီးမယားဖြစ်သူကပင်ခြေရောလက်ရောမြောက်ထားအရှုံးပေးရသူဖြစ်နေပါပြီဦးစော်ဝင်းမောင်သည် စင်ကြံကြံနေသူတူဖြစ်ပါတယ်။သူသည်ဇေမာညွန့်ဆိုသောခွင်တန်းချောင်းသူမိမဲချောလေးဖြစ်တယ်။ဇေမာညွန့်သည်မိဘများကဥစော်ဝင်းမောင်နဲ့မိမိသမီးလေးဇေမာတို့ရင်းရင်းနှီးနှီးရှိနေသည်ကိုသိပါတယ်။ဒိုယာမှာပဲဥစော်ဝင်းမောင်ရဲ့မြေးမြေမသာ ဖြစ်သောဟန်တားခြင်းမရှိပါ။သမီးစင်မာဒီနေ့ကြောင်းသွားတာစောလာကြီးလား။ဟုတ်ကဲ့ဦး တငယ်ချင်းနေနဲ့ချင်းတာလို့ဦးဦးဇင်မကိုငါသိန်းနံဖုန်းဝယ်ပေးမယ်ဆိုဘယ်တော့ဝယ်ပေးမှလဲသမီးလိုချင်တဲ့နေ့ဝယ်ပေးမှာပေါ့စနေနေ့မှာဝယ်ပေးလိဥယင်သမီးကတော့ရောက်နေပြီအေးအေးဆမ်ဆောင်ဖုန်းဆိုင်ကြည့်သွားမယ်ကားပေါ်တက်ဦးစင်မောင်ဝင်းသည်ကလေးကိုမုတ်ပေးကြိုက်သည် ဆိုခဲ့တော့ဇင်မဆိုသောမိမချောလေးကို ငါးသိန်းနံဖုံးဝယ်ပေးပြီးအလားကြည့်နေသူဖြစ်ပါတယ်။သမီးဟောဒီရွှေရောင်ဖုံးကြိုက်လား။ဒါလေးကိုပဲယူလိုက်မယ်နော်။သမီးသဘောသမီးကြိုက်တာယူ။ဦးဇော်ဝင်းမောင်သည်ငါးသိန်းနံဖုံးဝယ်ပေးမည်ဟုပြောပြီးကျိုးသွင်းနေသောဇင်မောင်ညွတ်ကို ဖုံးဝယ်ပေးလိုက်သည်ဖြစ်ပါတယ်။အကြွားတလုံးတစ်ထောင်နဲ့ဇင်မာကြွားဝါနေပါတော့တယ်။တငယ်ချင်းများပင်မနာလို့။အိုး ကျောင်းခပွဲမှာဈေးမှာတပတ်တိုင်းကရမယ်မင်းသမီးဝိစုံမရှိဘူးမိမိကပြောတယ်သမီးဦးစော်ကိုဝေခိုင်းလို့ပြောတယ်ဦးတသိန်းခွဲနှစ်သိန်းလောက်ကြမယ်လို့ပြောတယ်ဒါဆိုသမီးအမေနဲ့တွားကြည့်ကြတာပေါ့ကျော်ငွေနှစ်သိန်းဈေးမှာညွန့်သည်မိမိရဲ့ပေါ်လိုလေသေးမရှိပေကန်ထောက်ပံ့နေသောဦးစော်ဝင်းမောင်ပေါ်ကျေးဇူးတရားပြန်ဆက်ရန်ဆန္ဒရှိပါတယ်တို့ရမှာပဲမိမိရဲ့မိဘများမှာ ြည်စုံသူများမဟုတ်ကြသောကြောင့်ဘာမှမဝေပေးပြီးကျေစုမဆက်နိုင်ဒီချင်းလေးကိုဥစော်တို့ရှင်းပြပါတယ်။အိုးအိုးဇင်မအတွက်ဥခလိုအပ်တာရှိရင် အချိန်မရွေးဖြည့်ဆည်းပေးလာတယ်။သမီးကလည်းအိုးအိုးအတွက်ကျေစုဆက်ခြင်းနဲ့ဒါပေမဲ့သမီးနဲ့မိဘတွေကမတက်နိုင်ဘူး။ဒါပေမဲ့အိုးအိုးလိုချင်တာတစ်ခုခုကိုသမီးပေးခြင်းနဲ့ဥပါလိုချင်လေ။ဇင်မထံမှာဥလိုချင်တာကို ဘာပြောပြမလဲဇင်မာရဲ့ဥဇင်မာစီကဘာလို့ခြင်းနေဆိုတာဘယ်တော့မှမပြောဘူးဘယ်တော့ခါမှမတောင်းဆိုပါဘူးဇင်မာဟင့်အင်းမရဘူးပြောရမယ်ပြောပါ ပြောလို့မရလို့ပါဇင်မာဘာလို့ပြောလို့မရမှာလဲပြောကိုပြောရမယ်ပြောပါဦးရဲ့ဦးဆောင်ဝင်းမောင်သည်တဖွားဖွားပြောနေသောဇင်မာညွန့်ရဲ့အတန်တိတ်တော့အောင်ဇင်မာရဲ့နားနန်းကိုကပ်ပြီးတော့အတန်တိတ်စည်းကိုပြေးလိုက်ပါတယ် ဇင်မာခဘာမဆူပေးရင်ဆိုရင်ဆုံးပြထားတာပါဦးဦးစံနောက်ကိုဇင်မာသဘောတူပါတယ်ဤတို့ဤပုံဖြင့်ဦးစော်ဝင်းမောင်နဲ့ဇင်မာတို့မှာယာကားစိတ်ယာကားဆန်နာတို့ဖြင့်ပတ်သက်ပြီးတော့အပေးอยู่ရှိနေသူများဖြစ်ကြပါတယ်ဤမိခွေးကိုသိနေသောဇင်မာညွတ်အားတစ်ဖက်သက်ကြိုက်နေသောဇင်မင်းမောင်သည် နောက်ရောက်ခံချောင်းမြောင်းလာခဲ့ပါတယ်ဦးစင်ဝင်းမောင်နဲ့ ဇင်မောင်ညို့တို့သည်စေကူးရင်ဟိုတယ်တွင် အတူရှိနေကြပါတယ်။ဇင်မင်းမောင်သည်ဇင်မောင်ညို့ရဲ့မိဘထံအကြောင်းကြားပြီးဦးစော်ဝင်းမောင်အပေါ်မတိမှုဖွင့်ပြီးရဲတပ်ဖွဲ့မြင်ဝင်များနဲ့တူဟိုတယ်တွင်လက်ပူးလက်ကျက်ဖမ်းဆီးလိုက်ကြပါတယ်။ရဲတပ်ဖွဲ့ဝင်တို့ကရဲလုံငန်းကြားတပ်တီခံထောက်ထားများပြည်စုံတော့ကြောင်းတရားခံတို့ရာဇဝကြီးပုံမှ3ခွင်6ပြင်းတရားဆွဲဆိုတင်ပို့ပါတော့တယ်။ တရားရုံးတော်ကဇေမာညွန့်အားစစ်ဆေးရာတွင်ဇေမာညွန့်ကဥစော်ဝင်းမောင်မှမိမိပေါ်အလုံးမတူပဲအနန်းထက်မရင်းမှုကျူးလွန်ခြင်းမရှိကြောင်းထွက်ဆိုတင်ပြပါသည်။အောက်တရားရုံးတော်များကမြေတိုးပင်ဖြစ်စေရသဇကြီးပုံးမှ၃ခွင်၆ပြင်းအပြည့်ရှိပါသည်။ဒါကြောင့်မလို့ဥစော်ဝင်းမောင်ပေါ်ထောင်နဲ့ရှစ်နှစ်ချလိုက်ပါတော့တယ်။ဥစော်ဝင်းမောင်မှအထက်အဆင်းမြင့်တရားရုံးတော်သို့ အယူခံတင်သွင်းခဲ့ပါတယ်အယူခံတရားရုံးတော်ကကျပခမောင်တီမြင့်နဲ့ပြည်တော်စုမြန်မာနိုင်ငံစီရင်ထောက်ကို ကိုကားပြီးဥစော်ဝင်းမောင်ရဲ့အယူခံမှုကိုပလတ်ခဲ့ပါတယ်အသက်ရွယ်နှူးနေတဲ့အမျိုးသမီးအောင်ကာခွေရန် အလိုညာရသက်တကြီးပုံးမှ3ခွင်900အသက်14နှစ်အောင်အမျိုးသမီးကို ကာမဆက်ရှက်လျင်၎င်းနှင့်သဘောမတူခြင်းနှင့်ဖြစ်စေကမူဆက်ရှက်သူသည်မရိမှုကိုကျူးလွန်ခဲ့သည်ဟုယူဆရမည်ဖြစ်ပါသည်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြဆောင်လို့တော့ပါပြီဇလန်လေးကိုအဆုံးထိလိုက်နားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ